ဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ iPhone 16 Pro Max ကိုဝယ်ဖို့ပတ်စံပါရတော့တယ်။အဲဒါမှကျွန်တော်တို့ဒါဖုန်းဆိုင်ဒီမှာကျွန်တော်လိုက်ကြည့်မှာပေါ့နော်။ဒါ iPhone 16 Pro Max ဝယ်ပါရတော့ပါရတော့နဲ့ကဲဖုန်းလေးဆက်တကြည့်တော့ Let's go ကဲမမဘွားတော့ဒီမှာရွှေရောင်လေးကြိုက်တယ်တဲ့ဒါကတော့ iPhone series ဆိုင်ပေါ့နော်ဒီလက်ပြော်တွေဆိုင် iPhone တွေရောင်းတာဒါဆို iPhone တွေဒီဘက်လက်ပြ iPhone 3000ဒီကတော့ဒေါ်လာ100ဆက်ပါ มีสายด้านแล้วก็การลงภาพกับเยอะทำไม่มาอยู่ละโปรโมทหมอโปรโมทมันဒီနောက်ထောင်ကွာထဲမလားခင်ဗျာခင်ဗျာခင်ဗျာကြည့်မမြင်ကိုတရားလည်းကြည့်တာမြင်တယ်တရားလည်းကြည့်တယ်မြင်လားအဲ့ဒါအဲ့ဒါကြည့်တာအဲ့ဒါ I absolutely. မကွဲမှန်သေးတာတထောင်ကျော်လေးလေးဆောင်းလိုက်တယ်ตัว iPhone ที่ซื้อตัว Amazon ทั้งนี้ป่ะไอ้จอมันก็ไม่ได้ครับแต่มาเออพลานเลยว่ะลงว่ะจ้ะตัวကဲဒါလေးကတော့ကျွန်တော်မနေ့ကဝယ်လာတဲ့ iPhone 16 Pro Max ဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းကတော့4000 အထောင်နဲ့900တကြမ်းမှမလျှော်ဘူးမနေ့က iPhone ကုန်ပြီလေတော့ရတာတကြမ်းမှမလျှော်ဘူး iPhone 16 Pro မှာဒါလေးကကျွန်တော်ဗီဒီယိုရိုက်ဖို့ပေါ့နော်နောက်နေ့ကစာပြီးကိုကြီးကိုမောင်တော့အခုကျွန်တော်ရိုက်နေတာ iPhone 17 Pro မှာအခုတော့ကျွန်တော်ထပ်ဝဲတာ iPhone 16 Pro မှာကိုကြီးကိုမောင်တော့တွေကိုဗီဒီယို quality ကောင်းကောင်းလေးနဲ့ကျွန်တော်ကသေချာလေးတင်ဆက်ပေးချင်လို့ဝယ်လိုက်တာဖြစ်ပါတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင် ခုကဘလား9000 9000ကွယ်ဟို9500လိမ့်ဗျာ1000ကွယ်ဆိုလို့ရှင်30 3000ဆိုလို့ရှင်30 40 3000ဆိုဟို1000 1000ကျော်ွားပြောမဆိုနဲ့30 60ပါးကိုပတ်ကြတယ်မြန်မာငွေနဲ့ဘုံလေးတလုံးเนาะ30 60ပါးပါမဟုတ်အာနော်ရဆာပြီးတော့ iPhone 16 Pro မနဲ့ဘောပါမယ်ခက်မယ်